ထိုင်းရွှေကဒီနေ့မနေ့မှာ90တက်နေစီဖွက်ထားပါဗျ။မနေ့ကနေစလို့ရှိရင်ဒီနေ့ထိုင်းရွှေဈေးကတော့တိတ်မတက်သေးဘူးပေါ့နော်90ပဲတက်တယ်။မနေ့ကဆိုလို့ရှိရင်1000ကျော်အထိကိုကျတာတာဖြစ်ပါတယ်။အလုံးမင်္ဂလာပါစိတ်ချင်တာချင်းကိုကြမ်းမရနေပြေဆုံးနိုင်ကြပါစေဒီနေ့က20နဲ့မှ9ရက်နေ့6လပိုင်း2025ခုနှစ်မနက်ပိုင်းတိုင်းယူသေးကတော့90တန်နဲ့ဈေးဖွင့်ထားပါတယ် 66.5ခင်လို့ရှိတဲ့တိုင်းကျွေခဲစီဆိုင်ကရောင်းတဲ့ဈေးက9450ဆိုင်ကလက်ခံတဲ့ဈေးက9350လက်ဝတ်ရနိုင်ဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက9250နဲ့ပေါင်းစည်းရှိပါတယ်။ကမ္ဘာရွှေတောင်စာကိုဒေါ်လာ3334နဲ့တိုင်းရွှေဈေးကိုတွက်ထားပြီးတော့ဒေါ်လာကိုထိုင်းဘတ်ငွေ32.59နဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ်။ 66.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခေကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။လက်က PSC ထိုင်းရွှေခေတစ်ပတ်သားကို93,650နဲ့ပေးဝယ်ရမှာဖြစ်ပါတယ်။ဆိုင်ကပြန်ပြီးတော့လက်ခံလက်စည်းကတစ်ပတ်သားကို93,350နဲ့ပြန်ပြီးတော့လက်ခံမှာပါ။လက်ဝယ်ရနာကိုတွားဝယ်မယ်ဆိုရင်လက်ဝယ်ရနာရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1,000ကနေ2,000ထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထည့်ပေါ်မှာမူတည်တယ်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ကစင်းတော့ကပြောင်းလဲမှုရှိနိုင်ပါတယ်။ ဒီနေ့တိုင်းရွှေလက်ဝရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခိုင်နှုန်းပြတ်ပြီးတဲ့အပြင်ကို48,900ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံပါပါ69.99ရှိတဲ့ရွှေခဲကတခရန်ကိုဆိုင်ကရောင်းနေစီက3,905ဘက် ဆိုင်ကလက်ခံတဲ့ဈေးက3490တပတ်နဲ့ပေါင်စီရှိပါတယ်။ထိုင်းရွှေခဲကဒီနေ့မှတိတ်ပြီးတော့ဈေးမတက်သေးပါဘူး။လက်ရှိမှာလည်းအကြဈေးနဲ့ရှိနေပါသေးတယ်။ထိုင်းရွှေကိုဒီနေ့သွားဝယ်မယ်ဆိုလို့ရှိရင်လက်ခဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကောစခွေးမှာသွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်ခ200ငါးပတ်သားတွေဝယ်မယ်ဆိုရင်လက်ခကုန်ကြမရှိပါဘူး။ထိုင်းရွှေဈေးငွေဈေးတွေကိုကျွန်တော်ကအများအားတင်ပေးပါတယ်။ထိုင်းရွှေဈေးငွေဈေးတွေကိုသိချင်နေဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးနဲ့စိတ်ချမ်းသာခြင်းကိုကြံပါခြင်းဖြည့်ဆုံးပြီးအနေနဲ့ကင်လိုပေးရှင်နိုင်ကြပါစေ။